This is Radio Free Asia. The following program is in Burmese. ပရရှိမြတ်ကျက်တိမင်္ဂလာဖျားဖျားနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ။အရပီလွတ်လပ်တဲ့အာရှအတန်ရဲ့မြန်မာဘာသာအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ကကြကြအောင်ပါခင်ဗျာ။ တော်ရရှိမှာခင်ဗျာကျွန်တော်တို့ RFP ရဲ့ဆက်လက်ရည်တည်မှုရန်ပုံငွေမရေရာမှုတွေကြုံနေရတဲ့အတွက်အစီအစဉ်တွေကိုပုံမှန်အတိုင်းမဟုတ်ပဲအကန့်အသတ်တွေကြားကတက်ဆွမ်းသွေးစူးစမ်းထုတ်လွှင့်တင်ပြနေရတာဖြစ်ပါတယ် RFP ကိုဆက်လက်အားပေးနေကြတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်အခုပထမအဦးဆုံးထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြပါရစေခင်ဗျာ မြန်မာနိုင်ငံငလျင်ဘေးကြောင့်တေဆုံးသူအရေအတွက်3000ကျော်ရှိတော့ပါပြီစစ်ကောင်စီထုတ်ပြန်တဲ့နောက်ဆုံးစီးရင်အရတေဆုံးသူ385ဦးဒဏ်ရာသူ4915ဦးပျောက်ဆုံးနေသူ342ဦးရှိတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံငလျင်ဘေးနဲ့ပတ်သက်လို့ပဲသမ္မတဒေါ်နယ်ထရန့်ဦးဆောင်တဲ့အမေရိကန်အစိုးရရဲ့တုံ့ပြန်ဆောင်ရွက်ချက်တွေနှေးကွေးနောက်ောက်ကျနေတဲ့ကိစ္စနဲ့ပတ်သက်လို့အမေရိကန်လွှတ်တော်မှာပြစ်တင်ဝေဖန်မှုတွေပေါ်ပေါက်နေပါတယ်မြန်မာငလျင်ဘေးအတွက်တရုတ်ရုရှားအိန္ဒိယ မလေးရှား၊ BNN နဲ့ထိုင်းနိုင်ငံတွေကအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေထောက်ပံ့ရေးပစ္စည်းတွေကိုဆေလွတ်ပေးပို့ခဲ့ကြောင်းအမေရိကန်အစိုးရအနေနဲ့အရေးပေါ်အကူအညီတွေကိုထိတိယယောက်ပေးအပ်ဖို့လိုကြောင်းအမေရိကန်အစိုးရကဒဏ်ခတ်ပိတ်ဆို့ထားမှုကြောင့်မြန်မာနိုင်ငံအတွက်အရေးပေါ်ကူညီကယ်ဆယ်ရေးကိုအဟန့်အတားမဖြစ်သင့်ကြောင်းစသဖြင့်ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ်တွေကမနေ့ကစာရေးပြီးတောင်းဆိုလိုက်တာပါ Massachusetts ပြည်နယ်အထက်လွှတ်တော်အမတ် Elizabeth Warren Maryland ပြည်နယ်အထက်လွှတ်တော်အမတ် Chris Van Hollen နဲ့ ဗဂျီးနီးယားပြည်နယ်အထက်လွှတ်တော်အမတ်တင်ခင်းစတဲ့ပုဂ္ဂိုလ်တွေလက်မှတ်ရေးထိုးထားတဲ့အဲ့ဒီစာကိုနိုင်ငံခြားရေးဝန်ကြီးမာကိုရီဗီယိုနဲ့ဗန်နာယီဝန်ကြီးတို့ထံလိမ့်မှုပေးပို့လိုက်တာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်အဆိုအရကတော့မြန်မာနိုင်ငံငလျင်ဘေးအတွက်ဒေါ်လာငွေ2တန်းပေးအပ်ဖို့ပြောထားပါတယ်။ဒီတော့တွင်မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ဟာဘင်စတက်လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့နှစ်ရက်ကြာထိပ်သီးအစည်းအဝေးတက်ဖို့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုမနေ့ကစတင်ရောက်ရှိသွားပြီဖြစ်ပါတယ်။ဒီအစည်းအဝေးမှာငလျင်ပြီးအခြေအနေ၊ကုညီကယ်ဆယ်ရေးနဲ့ပြည်လဲနေရချထားရေးလုပ်ငန်းတွေမှာနိုင်ငံတကာရဲ့ပူးပေါင်းကူညီမှုတွေရရှိဖို့ဆွေးနွေးသွားမယ်ဆိုပြီးစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ငလျင်နဲ့အကြီးအကျယ်ခံခဲ့ရတဲ့သခိုင်းတိုင်းမှာတော့သခိုင်းမြို့အဝင်ထွက်ကိုစစ်ကောင်စီကအပီလာ၃ရက် မနေ့ကစလို့အထူးတင်းကျပ်စစ်ဆေးနေတယ်လို့ဒေသခံတွေကပြောပါတယ်ဒီစစ်ဆေးမှုတွေကြောင့်မြို့အဝင်ဂိတ်တွေမှာကားအစီးရေထောင်နဲ့ချီပိတ်မိနေပြီးတံတားကိုဖျက်ကူးဖို့နှစ်နာရီကြာလောက်စောင့်ရတယ်လို့ကိုယ်တိုင်စစ်ဆေးခံခဲ့ရသူတို့က RFA ကိုပြောပါတယ်ဒီတော့တွင်မြန်မာနိုင်ငံငလျင်ဘေးအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြပို့တဲ့အရေးပေါ်ကုသရေးဆေးဝါးကိရိယာတွေအပါအဝင်ဆေးပစ္စည်းတန်ချိန်100နီးပါးရှိပြီလို့ WHO ကမနေ့ကသတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့မလ28ရက်တောက်ကြနေကပြင်းအား9.9အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးရဲ့နောက်ပိုင်းအခုသတင်းမှတ်အတွင်းမှာနောက်ဆက်တွဲလှုပ်တဲ့ငလင်ငယ်ပေါင်း60ကျော်ရှိသွားပြီလို့မြန်မာနိုင်ငံမိုးလေဝသနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနကမနေ့ကထုတ်ပြန်ထားပါတယ်ဒီတော့တွင် KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကလည်းယာယီအပြစ်ခက်ရက်စက်ထားမယ်လို့ကြေညာလိုက်ပါတယ်ဒီကာလမှာကုကုကုခုခံကာကွယ်တာကလွဲပြီးထိုးစစ်တွေအလုံးရက်တန့်ထားမယ်လို့ဆိုပါတယ် အရခတ်တက်တော် AA တအန်းအမျိုးသားလွတ်မြောက်ရေးတက်မတော် TNL နဲ့ကိုကန်းလို့သိကြတဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA အဖွဲ့တို့ကလည်း AP လတရက်နေ့ကနေ30ရက်နေ့အထိအပြစ်ခတ်ရက်စဲတယ်လို့ကြေညာထားပါတယ်စစ်ကောင်စီကလည်းငလင်းဘေးတင်ဒေတာတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေအာယုံဆိုင်လှုပ်ဆောင်နိုင်ဖို့ဆိုပြီးအီပီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြည့်ရဲ့ကြေညာထားပါတယ်စစ်ကောင်စီအနေနဲ့ အပြည့်ရဲ့ကြီးညာချက်မှာပါတဲ့အချက်တွေကိုကိုယ်တိုင်လိုက်နာဖို့လိုအပ်တယ်လို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။မြန်မာစစ်တပ်အပအဝင်ပဋိပက္ခတွေမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းအသီးသီးရဲ့အခုလိုယာယီရဲစဲရေးကြီးညာမှုတွေကိုကြိုဆိုတဲ့အကြောင်း EU ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ကလည်းကြီးညာချက်ထုတ်ပြန်လိုက်ပါတယ်။အပြစ်ခတ်ရဲစဲရေးဟာမြင်းကလင်းဘေးတင်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေအလင်းအမြန်နဲ့ဘေးကင်းလုံခြုံပြီး အဟံအတားမရှိရရှိစေရည်အတွက်အထူးလိုအပ်တဲ့ခြေလှမ်းတည်းရဖြစ်တယ်လို့ EU အဖွဲ့ရဲ့ကြေညာချက်မှာရေးသားထားပါတယ်ခင်ဗျာဒီကနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာတော်ရရှိပါခင်ဗျာကျွန်တော်တို့လွတ်လပ်တဲ့အာရှအသံ RFA ကရန်မုံငွေမရေရာတဲ့အခြေအနေတွေကြုံတွေ့နေရတဲ့အတွက်စီဇန်တွေကိုအကန့်အသတ်နဲ့ပဲထုတ်လွှင့်နေတာဖြစ်ပါတယ် မြန်မာပြည်သူတွေအကူအညီအလိုအဆုံဖြစ်နေတဲ့ဒီလိုအခြေအနေမှာ RFP အနေနဲ့အခက်အခဲတွေကြားကပဲနောက်ဆုံးရသတင်းတွေကိုအမြန်ဆုံးသိခွင့်ရအောင်စူးစမ်းတင်ပြသွားမှာဖြစ်ပါတယ်။ RFP ကိုဆက်လက်အားပေးနေကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ RFP ရဲ့ဒီကနေ့အထူးထုတ်လွှင့်ချက်တွေကတော့ဒီလောက်ပါပဲခင်ဗျာ။မြန်မာပြည်သူတွေအမြန်ဆုံးကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေခင်ဗျာ။